များစုတွေဘက်ကလိုက်သွားတယ်။အဲ့ဒီကွင်းမှာအခုသူထတ်ရှုံးနေပေါ့ဆရာရဲ့။အဲ့တော့သူကတခါဟိုအယူကွက်ပြန်နင်းတဲ့သဘောပေါ့ဆရာရဲ့။မြို့ောက်ပွဲလုံးနေဟာလားနိုင်ငံရေးရပဲဆုံးဖြတ်မယ်ဆိုပြီးတော့ပြန်လုံလာပြန်နေပေါ့လေ။ဆိုတော့ဟိုဟိုဒါဆိုလို့ရှိရင်သူ့ဘက်ကမတိုက်ဘူးလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးပေါ့။ဒီနေ့တိုင်းပုံကျဲနေတယ်။အဲ့တော့ဆိုလိုတာကသူကမျက်လှည့်ပြနေတယ်ပေါ့နော်။အဲ့တော့သူ့ဘက်ကမျက်လှည့်ပြနေပြီဆိုလို့ရှိရင်ဆရာတော်လှန်ရေးအင်အားစုတွေဘက်ကဘာလုပ်တင်တယ်လဲပေါ့နော်။အဲ့ဒါလေးကိုဆွေးနွေးပေးပါကျွန်တော်တို့ຫນွေဥတော်တိုင်းကြီးက ဓိကရင်ဆိုင်နေရတဲ့ပြဿနာကြီးနှစ်ရရှိပါပြဿနာတစ်ရကຫນွေဥတော်လိုင်းကြီးအင်အားစုတွေအလုံးစုပေါင်းပြီးတော့နေပြည်တော်ကိုသိမ့်ပိုက်ပြီးစီရရအောင်မွေးခံတဲ့ကိစ္စကိုလောက်ကြမှာလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့နိုင်ငံရေးလမ်းကြောင်းအရာစစ်ကောင်စီကဒီနေ့ပြောဆိုနေတဲ့ရွေးကောက်ပွဲပေါ့အခုတော့ဒီနေ့ကြီးညာတာတော့169မျိုးနယ်မှာသူကအာ လုံးမှာပေါ့ဗျာအော်အဲ့ဒီအတိုင်းဒါအရာကအဲ့ဒါကလည်းတပြိုင်တည်းထဲလုံးမှာမဟုတ်ပါဘူးကွက်ကြားမှုလုံးမှာမြို့ပေါ်နိုင်ငံရေးပါတီနော်ခု56ပါတီအဲသူတို့ပါဝင်မယ်လို့ပြောတာပေါ့ဗျာအဲ့ဒီထဲမှာအာတပီလုံးနဲ့ပတ်သက်တဲ့ပါတီကတော့၉ပါတီပဲအဲရှိတယ်လို့ဟိုဆိုပါတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့နိုင်ငံရေးရကျွန်တော်တို့ဟိုတိုက်ခိုက်ဖို့အတွက်နော်ကျွန်တော်တို့သူ့ရဲ့ အဲရွေးကောက်ပွဲကိုကျွန်တော်တို့ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေနော်နိုင်ငံရေးလှုပ်ရှားမှုတွေကကျွန်တော်တို့အဓိကလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့စီးရီးတိုက်ပွဲကခုနက ရောက်ရှိနေတဲ့အခြေအနေကနေပြီးတော့နေပြည်တော်ကိုကျွန်တော်တို့အထွေထွေထိုးစစ် ကျွန်တော်တို့ဆင်ပြီးတော့ကျွန်တော်တို့စီးရီးရအောင်ပွဲကိုအရင်ရယူကြပါလားဆိုတဲ့ပြဿနာပေါ်လာပါတယ်အဲ့တော့အခုက စီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြင်ပြခဲ့တဲ့ပြဿနာတွေရှိပါတယ်။အဲ့ဒီထဲမှာစီးကိုအကြောင်းပြုတယ်ဆိုတာကအဓိကအဖြစ်ကျွန်တော်ပြောချင်တဲ့သဘောကတော့ NUG ရဲ့အာခေါင်ချက်တွေနဲ့တိုင်းနာလက်နက်ကင်ဖွဲ့စည်းတွေရဲ့အာခေါင်ချက်တွေကိုပေါင်းစပ်နိုင်မဲ့အနေထားတစ်ခုကိုရှာနိုင်မှုတူတယ်ကျွန်တော်ကပြောတာပါ။အဲ့တော့ဘာကြောင့်အဲ့လိုပြောတာလဲဆိုတော့ NUG အောက်မှာကျွန်တော်တို့အဲလေသမားဘဝကနေပြီးတော့စစ်တပ်အသွင်ပြောင်းလာတဲ့နော်ပြည်သူနော်ဆယ်သန်းကျော်ရှိပါဒုသဖြင့်ကျွန်တော်တို့စကိုင်းမန္တလေးမကွေးနော်အဲအကိုးစားတဲ့နော်အဲ့ဒီဒေသကအင်အားစုတွေကကျွန်တော်တို့ NUG အောက်မှာစုဖွဲ့မှုတွေရှိပါတယ်သို့တော်ညာလဲ NUG အောက်ကစီးရစုဖွဲ့မှုတွေဟာနော်ပြည်ပြင်းနဲ့စီးလှုပ်ရှားမှုကြီးကြီးမားမားပြင်းပြင်းထန်ထန်ပိုနဲ့နိုင်တဲ့အခြေအနေတစ်ခုရောက်အောင် NUG အနေနဲ့လှုပ်ဆောင်နိုင်စွာမရှိပါဘူးအဲ့တော့ NUG မှာလဲခုနက ကျွန်တော်တို့နိုင်ငံတကာရဲ့ဟိုကျွန်တော်တို့ ကျွန်တော်တို့ပြပညီကိုတွေရဲ့ဝိုင်းဝန်းပံ့မှုမှုတွေနဲ့ဘာနာရေးတွေကအတော်လေးတော့တုံတက်ပါတယ်။သို့တော်ညာလဲနော်ပြည်ပြင်းနဲ့စီရီရဲ့ပူပေါင်းဆောင်ရွက်မှုနဲ့စီရီရာထိုးနိုင်နိုင်နဲ့နော်စွမ်းအားဟာအထူးသဖြင့်အညာဒေသမှာဒီနေ့ထိပြပြပြင်းနဲ့မပေါ်ပေါက်သေးပါဘူး။အဲတော့အညာမှာအခုက NUG အောက်မှာကျွန်တော်တို့အင်အားကျွန်တော် တိုင်းရင်းတပ်ဖွဲ့400ရှိတယ်လို့ဆိုပါတယ်။နောက်တစ်ခုက BBL ရှိတယ်နော်။ကျွန်တော်တို့အာအာဗမာပြည်လွတ်မြောက်ရေးအင်အားစုတွေရှိတယ်။ ABSDF ရှိတယ်နော်။နောက်အဲမောင်ဆောင်ခါတို့ရှိတယ်။နောက်ပြီးတော့ကျွန်တော်တို့ဘိုးနဂါးတို့တပ်ဖွဲ့တွေရှိပါတယ်။အဲ့တော့အဲ့ဒီအင်အားစုတွေကအင်အားအင်အားသာရှိပြီးတော့မစုနိုင်တဲ့အနေအထားဖြစ် အဲ့ဒီအင်အားတွေစုစည်းပြီးတော့စီရေးရကျွန်တော်တို့ပြီးပြင်းပြင်းထိုးနဲ့တိုက်ခိုက်နိုင်တာဆိုလို့အဓိကခရိုင်နှစ်ခုမှာပဲတွေ့ရပါတယ်။တစ်ခုကကျွန်တော်တို့ရွှေဘိုးခရိုင်နောက်တစ်ခုကတော့မြင်းညံခရိုင်အဲကြံတဲ့အဲမိထီလာတို့ဘာလို့လို့ဆိုရင်တော့အေးစစ်စစ်ပဲလေကျွန်တော်စစ်တပ်ကသူ့အနေနဲ့သူကျွန်တော်တို့အဲသူ့လိုလုံးစင်လုပ်ငန်းတွေလုပ်နေအဲ့ဒီကကျွန်တော်တို့လေချောင်းအင်အားတွေတုံးပြီးတော့လဲ ကျွန်တော်တို့ဒေတာကိုဖြည့်ဆည်းနေတာအဲ့တော့ပြောကျင်တာကဘာလဲဆိုလို့ရှိရင်နှွေဦးတော်လန်ရေးကိုအဆုံးဖြတ်ပေးမဲ့အင်အားဟာအညာဒေတာမှရှိတယ်အဲ့ဒီအညာဒေတာမှရှိတဲ့အင်အားတွေဟာအင်အားစုဖြစ်ဒီနေ့ဒီမဖြစ်မရောက်ရှိသေးဘူးအဲ့လိုရောက်ရှိအောင် NUG နေနဲ့မစွန့်ဆောင်နိုင်သေးဘူး NUG နဲ့အဲ့ဒီလိုလုပ်ငန်းတွေကိုတောင်းယူဆောင်ရွက်နိုင်တဲ့ အတွေ့အကြုံနဲ့နော်ကျွန်တော်တို့စီရေးတင်တင်ငါပြူဟာဘာညာစသည်အပြင်အဲ့ဒါတွေကလည်းကျွန်တော်တို့ပြပြဆုံးဆုံးမရှိသေးပါဘူးအဲ့လိုမရှိရတဲ့အကြောင်းကလည်းဘာကြောင့်လဲဆိုတာကျွန်တော်တို့သဘောပေါက်နားလည်ပါသူတို့ကိုအပြစ်တင်ုံနေတင်းနေတာမဟုတ်ပါဘူးသို့သောအဲ့ဒီလိုအပ်ချက်ကိုဖြည့်ဆည်းဖို့ကတော့ဒီနေ့လိုအပ်တာဟာကျွန်တော်တို့တိုင်းအနာလက်နက်ကိုင် EAO တွေနဲ့ကျွန်တော်တို့ NUG နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်အဲ့ဒီမှာကျွန်တော်ချက်၃ချက်ပြောခဲ့တချက်ကဖောင်းပွားနေတဲ့ NUG အင်အားစုတွေကိုကျွန်တော်တို့စုစည်းလိုက်ပို့ကော်မရှင်တွေဖွဲ့လိုက်ပို့အဲ့တော့နောက်တစ်ခုဝန်ကြီးစင်တန်းနဲ့နော်ကျွန်တော်တို့တန်းသာနော်စီဦးစီးမှုတွေနဲ့ပေါင်းဆိုင်ရေးဆိုတာကနော်အဆင့်နေရာတွေကလည်းတော်လေးကိုကျွန်တော်တို့ကြွားချနေတယ်အဲ့တော့ တပ်ပေါင်းစုစိုးရစုရဲတဲမှာကျွန်တော်တို့တိုင်းနာလက်နက်ကင်ဖွဲ့စည်းတီကိုပါဝင်လာအောင် NUG နေနဲ့စူးစီးပြချင်းဒါကြောင့်ဒီ NUG ပြုရင်ပြောင်းရင်လဲရေးလို့ပါ NUG ကိုကျွန်တော်တို့ဖျက်သိမ်းပါလို့ပြောတာမဟုတ်ပါ NUG ပြုရင်ပြောင်းလဲရေးလို့ဘာတွေလုပ်ရမှာလဲခုနလိုဝန်ကြီးဌာနတွေကျဉ်းကျုံပြဖို့နောက်တစ်ခုကကျွန်တော်တို့အဲဒီဝန်ကြီးဆောင်ရောင်အစင်တန်းနေနဲ့အသုံးစိတ်တွေ အဲ့ဒီအပေါ်မှာကုန်ကြခံနေရတွေကိုလျှော့ချပြစ်ပြီးတော့ကော်မရှင်တွေဖွဲ့ဖို့အဲ့လိုကော်မရှင်တွေဖွဲ့ပြီးတော့ကျွန်တော်တို့တိုင်းသားလက်နက်ကင်အဖွဲ့စည်းတွေနဲ့တန်းတူကြီးတူပူးပေါင်းနိုင်တဲ့အခြေအနေရောက်အောင် NUG နဲ့ပြုပြင် ပြောင်းလဲဖို့မြစ်တာခံခဲ့တယ်အဲ့လိုမြစ်တာရခံမှုအောက်မှာအဲ့တော့ဒီနေ့ခုနပြောခဲ့တဲ့စီးအခြေအနေ အောက်မှာကျွန်တော်တို့စစ်ကောင်စီလုံနေတဲ့ကျွန်တော်တို့ ဒီရွေးကောက်ပွဲတို့နော်အဲဆန္ဒခံယူပွဲတို့နော်နိုင်ငံရေးလှုံ့ဆော်မှုတွေအဲ့ဒီနိုင်ငံရေးလှုပ်ရှားမှုတွေကိုကျွန်တော်တို့နတ်ခါရကြီးမောလုပ်နေမယ့်အစားကျွန်တော်တို့ဒီစစ်ကောင်စီရဲ့ဒီစစ်အင်အားစီးရီတောင်းမြစ်ကိုခုနကကျွန်တော်တို့ပြောတဲ့အစ်စ်ဖွဲ့စည်းမဲ့ကျွန်တော်တို့ဒီအမျိုးသားညီညွတ်ရေး တိုင်းရင်းသားတပ်ပေါင်းစုအစိုးရတရနဲ့ကျွန်တော်တို့နေပြည်တော်ကိုကျွန်တော်ဝိုင်းဝန်းချီတက်ကြဖို့ဝိုင်းဝန်းသိမ့်ပတ်နိုင်အောင်ကိုယ်စစ်စင်ကြဖို့ကျွန်တော်အနေနဲ့ပြောတာပေါ့အဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ NUG ကလည်းအထွေထွေထိုးစစ်လုပ်တော့မယ်လို့ပြောတယ်သို့တော့ NUG เนาะဦးစီးတာဝန်ယူထားတဲ့တိုင်းရင်း၄00ရဲ့လှုပ်ရှားမှုရောအဲ့ဒီဒေသထဲမှာရှိနေတဲ့ဗမာတန်းသာတပ်ဖွဲ့တွေ ဗမာလူမျိုးတပ်ဖွဲ့တွေအဲ့ဒီတပ်ဖွဲ့တွေရဲ့စူးစီးတဲ့တိုက်ပွဲဟာအညာမှာပေါ်မလာခဲ့ပါဒီနေ့ဒီလည်းကျွန်တော်မတွေ့ရသေးပါဘူးပြီးပြီးမြင်အဲ့တော့ခုနကကျွန်တော်ပြောတဲ့ဒီနှစ်နေရာပဲမြင့်ကြံတဲ့ရွှေဘူလောက်ပဲကျွန်တော်တို့အဲစူးစီးပြီးတော့တိုက်တရခိုက်ကြတဲ့အခြေအနေတွေတွေ့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအဲစီးရီးကော်မရှင်တရားကိုကြွေးစည်းပြီးပါအဲစီးရီးကော်မရှင်မှာ ျွန်တော်တို့အဲကျွန်တော်တို့ဥက္ကရာတော့ခုလက်ရှိသမရနဲ့နော်ဒုက္ခရာကကျွန်တော်တို့အဲဝဉ္ဇီကျုပ်ပေါ့ဗျာနော်အဲ့ဒီအောက်မှာကျွန်တော်တို့ NUG ရဲ့ MOD ကဘယ်ခန်းကနေပါမလဲဆိုလို့ရှိရင်အဲ့ဒီအောက်မှာကွယ်စည်းမဲ့ကျွန်တော်တို့ဘိုးစစ်ကောင်စီဘိုးစီဥစည်းကော်မတီ ရဲ့ဟိုအဓိကအတွင်းမှုလုပ်ငန်းကြီးလုပ်ကင်ပြီအဲ့တော့ဘိုးစီဦးစီကောမဒီတဲမှာတော့ခုတိုင်းရင်းသားအာတအာတပ်ဖွဲ့တွေကဘိုးချုပ်တွေအခုကရှိပါတယ်9ယောက်လောက်ရှိနော်အဲ့ဒီလူတွေเนี่ยဖွဲ့ပြီးတော့စီရီယာသူတို့ပူပေါင်းဆောင်ရွက်ဖို့ကျွန်တော်တို့ NUG ကနေပြီးတော့အာစီစဉ်ပေးဖို့အဲ့တော့အထွေထွေထိုးစစ်ကိုဘယ်လိုမဟာဗျူဟာနဲ့ တိုက်မှာဘယ်ဟူစတိုက်မှာဘယ်အင်အားစုတွေကိုစုစည်းမှာလဲနော်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးအဲ့ဒီဟိုစီကူးစည်းကော်မတီရဲ့ကျွန်တော်တို့အဆုံးဖြတ်ကိုနော်ညှိနှိုင်းကြားယူကြဖို့ကျွန်တော်ကပြောတာအဲ့တော့အဲ့လိုဘာကြောင့်ပြောရတယ်လဲဆိုတော့ကျွန်တော်တို့ကစစ်ကောင်စီကနိုင်ငံရေးထွက်ပေါက်ရှားနေတဲ့အချိန်မှာကျွန်တော်တို့ကဒီ နိုင်ငံရေးထွက်ပေါက်တွေကိုစစ်ရေးအရကျွန်တော်တို့ကအသာစီးယူပြီးတော့နေပြည်တော်ကိုသိမ့်ပိုက်နိုင်နေဆိုရင်အဲ့ဒီကိစ္စနော်ရွေးကောက်ပွဲတွေမဲဆွယ်ပွဲတွေစီယုံပွဲတွေဘာမှလုပ်ဆရာလဲမလိုတော့ပါနောက်တစ်ခုတစ်ခါကကျွန်တော်တို့အဲ NUG ရဲ့နိုင်ငံသားရေးဝန်ကြီးကိုယ်တိုင်ပြောခဲ့တာတခုရှိပါ NUG ကိုဒီမိုကရေစီနိုင်ငံနေတော်တော်များများက လက်ခံညတယ်ဒါပေမဲ့အတိမတ်မပြုကြဘူး။ဘာကြောင့်လဲဆိုတော့ NUG ဟာတပြည်လုံးကိုစစ်ရေးရနော်အနိုင်တိုက်နိုင်မလားမတိုက်နိုင်ဘူးလားဆိုတော့မသိကြတဲ့အတွက်အဲ့တော့စစ်ရေးရမြန်မြန်ကျွန်တော်တို့မြန်မြန်ကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အနေထားတရားကို NUG ကတိစောက်ဖို့လိုတယ်ဆိုတာကိုနိုင်ငံရေးဝန်ကြီးကပြောခဲ့တယ်။အဲ့ဒါကြောင့်မို့ကျွန်တော်ဒီနေ့ကာလမှာကျွန်တော်တို့ ဒီ C OC commission ကျွန်တော်တို့ဖွဲ့ပြီးတော့ဒီလိုတိုက်ခိုက်ဖို့ကျွန်တော်အာတိုက်တွန်းခဲ့တာတချိန်ထဲမှာနိုင်ငံရေး commission လည်းရှိဖို့မလိုအပ်ဘူးလိုအပ်ပါတယ်ဒါပေမဲ့နိုင်ငံရေး commission ကဘာလို့อ่ะနိုင်ငံရေး commission ကဒီနေ့ကလာအခုကျွန်တော်တို့ federal democracy ကျွန်တော်တို့ဟိုနိုင်ငံထူထောင်ဖို့အတွက်ကျွန်တော်တို့ဒီနေ့ဥတီကျထားပြီးလုံမှန်တိုက်ခိုက်နေကြတယ် သို့တော်ညာလဲကျွန်တော်တို့မှာဘာပဲရှိလဲ Federal Brain မှာရှိဘရင်းရင်ဆိုတာက Federal Democracy တိုင်းပြည်ရဲ့စံနှုန်းတွေကိုပေါ်ပြထားတာသာဖြစ်ပြီးတော့လိုအပ်တဲ့နော်ဒီအထူးအနေထားလူမျိုးတွေရဲ့ပါဝင်မှုနော်နောက်ပြီးတော့အော်ကျွန်တော်တို့အဲအဲ့ဒီတဲမှာတခြားသောကျွန်တော်ရင်ကျင်းမှုနော်နဲ့ဆိုင်တဲ့နော် ်စုဖွဲ့မှုအမျိုးသားစုဖွဲ့မှုအမျိုးသားပေါင်းမှုအမျိုးသားနယ်မြေတမ်းမမှုအဲ့ဒါတွေကတော့ကျွန်တော်တို့ Federal Democracy နော်ကြားကာလဖွဲ့စည်းပုံခြေခံဥပဒေကျွန်တော်တို့တရားပေါ်ပေါက်လာဖို့အတွက်နိုင်ငံရေးကော်မရှင်ကအဓိကကြိုးပမ်းညံ့အဲ့ဒီမှာလဲကျွန်တော်ကကျွန်တော်အားမရတဲ့ဟိုအချင်းဒီချူကျွန်တော်ပြောချင်ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ ကွယ်စည်းအုပ်ချုပ်ပုံခြေခံဥပဒေတရားတိုင်းရင်းသားတွေရောကျွန်တော်တို့ဗမာလူမျိုးတွေပါเนาะအလုံးလက်ခံနိုင်တယ်เนาะ Federal Democracy အသွင်ကူးပြောင်းရေးကာလမူကြမ်းတရားဘာကြောင့်ဒီနေ့ဒီလေးနှစ်ကြာကျော်တဲ့ဒီမပေါ်ပေါက်တာလဲအဲ့ဒီမှာကျွန်တော်မြင်တာတော့ဒီအနေနဲ့ပတ်သက်ပြီးတော့အင်အားစုနှစ်ယောက်ကကျွန်တော်တို့အာတင်ပြထားတာရှိတယ် NUG ရဲ့ တန်နာရေးရာဝန်ကြီးဌာနကနော်ကျွန်တော်တို့အသွင်ကုပြောင်းရေးကာလနော်ဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေတင်ပြတယ်။နောက်ပြီးတော့ပညာရှင်များအုပ်စုကဥအောင်ထူတို့နော်ပြုစုထားတဲ့ Federal Democracy ဒီစံပြုဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေကျွန်တော်တင်ပြထားပါအဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဥအောင်ထူမေးကြည့်တယ်။ NGO င်ဗျားတို့ကမတင်ပြဘူးလားမဆက်သွယ်ဘူးလားအခုကသူတို့ကတပြီလုံးဆက်သွယ်တယ်တပြီလုံးမှတင်ပြတာအဲ့တော့ NUG ကလည်းဒီဥအောင်သူတို့ပညာရှင်ဖွဲ့ကနေပြုစုတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုနော်ကောင်းဤမှန်ဤနော်ဘယ်ဟာညံ့ဤဘယ်ဟာလိုအပ်ဤဆိုတဲ့ကိစ္စတွေမညှိနှိုင်းကြဘူးညှိနှိုင်းမှုမရှိဘူးဘာလို့အဲ့လိုဖြစ်နေတာ ဝန်ကြီးနဲ့ပညာရှင်တွေဖြစ်နေလို့မညီနိုင်နိုင်ကြတာအဲ့တော့ပြောချင်တာကနိုင်ငံရေးကော်မရှင်တရားရှိဖို့လို့လေအဲ့နိုင်ငံရေးကော်မရှင်ရဲ့အရေးကြီးတဲ့လုံလုပ်ငန်းစဉ်ကကျွန်တော်တို့စစ်ပွဲအနိုင်ရပြီလို့ရှင်ဗမာပြည်ကိုပဲလို့တိဆောက်မယ်ဆိုတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေတရားဂျာကာလာနော်အစီမံတရားပေါ်ပေါက်လာဖို့တယ် NUG ကဥဆောင်ပြီးတော့လှုပ်တင်တယ်လှုပ်နေတာကကိုယ်လှုပ်တာ နဲ့ရင်မပြီးပါဘူးပညာရှင်တွေရဲ့ခုနကသဘောထားနဲ့နော်အချက်လက်တွေကိုလည်းထည့်သွင်းစဉ်းစားဖို့လိုအဲ့လိုဘာကြောင့်မလုပ်နိုင်တာဝန်ကြီးတွေနဲ့ပညာရှင်အဆင့်မတူလို့လားကျွန်တော်တို့ကမေးရမယ်မေးခွန်းနေပေါ့လေအဲ့တော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲသေချာကျွန်တော်တို့ NUG အနေနဲ့လည်းအဲ့ဒါတွေကိုပေါက်ဆက်ပြီးလှုပ်ဆောင်လှုပ်ဆောင်မယ်ကျွန်တော်ကနိုင်ငံရေးကော်မရှင်မဖွဲ့နဲ့လို့ပြောတာမဟုတ်ဘူး ိုင်မဲ့အရေးကြီးဆုံးကစေအနာရှင်အဆောက်အုံတွေအလုံးဖြတ်သွင်းဖြတ်သိမ်းပြီးတော့ကျွန်တော်တို့နေပြည်တော်ကိုကျွန်တော်တို့သိမ့်ပိုက်နိုင်တဲ့စီရေးကအရေးကြီးတဲ့အချိန်နေဖြစ်တဲ့အတွက်စီရေးကော်မရှင်ကိုအဓိကထားဖွဲ့စည်းဖို့ကျွန်တော်မြစ်တာအခန့်တင်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ဟိုဆရာအခုသုံးသက်သွားတာသုံးသက်သွားတဲ့အပိုင်းကိုကျွန်မနည်းနည်းပေါ့နော်ပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီຫນွေဥတွန်လိုင်းအောင်မြင်မှုအတွက်ဆိုလို့ရှိရင်တော့ဟိုပြည်သူလူထုကလည်းအတော်လေးစိတ်အားထက်သန်ကြတယ်လေအဲ့ဒီလိုပဲဒါဒီတော်ရဲကိုရောက်နေတဲ့ပေါ့နော် PDF ကလေးတွေပေါ့နော်ဒါလူငယ်သူအများစုနဲ့ဖွဲ့စည်းထားတဲ့ဒါပြည်သူတော်လိုင်းရဲ့ဖွဲ့တွေကလည်းစိတ်အားထက်သန်ကြတယ်ဘာပဲပြောပြောသူတို့တော်လိုင်းရဲ့အမြန်ပြီးပြီးသူတို့အမြန်အိမ်ပြန်ခြင်းကြတယ်ပေါ့နော်ဒါပေမဲ့ဒီလက်နက်ကင်တော်လိုင်းရဲ့ဟို ိုဆင်နွှဲနေတဲ့အဖွဲ့တွေကြားထဲမှာကြတော့ဟာလာဒီတော်လှန်ရေးကိုမြင်တဲ့အမြင်တွေမတူတာတွေနောက်မတူညီတဲ့ရည်မှန်းချက်လေးတွေရှိနေတာမျိုးကြီးလည်းတွေ့ရတယ်ပေါ့လေဆိုတော့မိတို့ပင်ဆိုစီပေါ့ဆရာရဲ့အရေးကြီးဆုံးကတော့ဘုံကြီးမှန်းချက်တူတဲ့အဖွဲ့တွေစူးစီးပြီးတော့ပေါ့နော်အာစူးစီးနိုင်မှုစီးလုံးနိုင်မှုဒါတွေခရရကြတယ်လို့ထင်ပါတယ်အဲ့တော့ရေဘူးကအပြင်ဟုတ်တယ်ဆရာဆုံးကပြောသလိုဟာလာ အစီအရေးအရေးကြီးတယ်လို့နိုင်ငံရေးကလည်းအရေးကြီးတယ်။ဒါပေမဲ့လက်ရှိအနေအထားမှာတော့စီရေးကော်မရှင်ကိုဦးစားပေးပြီးတော့ဖွဲ့နိုင်ဖို့ဆိုတဲ့အပိုင်းကပိုပြီးတော့အရေးကြီးနေတယ်ဆိုတာမျိုးဆရာသုံးသပ်သွားတာတွေ့ရတယ်ပေါ့လေ။ဆိုတော့နောက်ဆုံးအနေနဲ့ကျွန်မမေးချင်တာဒီကိစ္စဘလောက်အာကျင့်ဖြစ်တယ်လဲဘလောက်အရေးကြီးတယ်လဲပေါ့နော်။အဒီလိုဖွဲ့ပြီးတော့လုပ်ဖို့အချိန်ရောရှိသေးရလားပေါ့။အဲ့ဒီဥစ္စာလေးကိုနီကုံးချုပ်အနေနဲ့ပေါ့နော်ဆရာဆွေးနွေးပေးပါအောင်ရှင်။ဟုတ်ကဲ့အဲ့ဒါကလည်းကျွန်တော်ဘာကြောင့်ပြောတာလဲလို့ဆိုရင် ျွန်တော်တို့ NUG ကနေပြီးတော့နော်မကြခင်မှာနော်ဘယ်ပေါင်းစုံကအနှံ့ပြားကနော်အထွေထွေထိုးစစ်ကြီးတရားဆင်နွှဲတော့မယ်ဆိုရဲနော် NUG ရဲ့ MOD ဌာနကတော့တော့ထုတ်ပြန်လို့အဲ့လိုလုံနိုင်ရင်တော့ကောင်းတာပေါ့ဗျာဒါပေမဲ့လက်တွေ့က MOD ရဲ့အဓိကအင်အားတွေစုစည်းထားတဲ့ကျွန်တော်တို့အညာမြေမှာ စေးလှုပ်ရှားမှုပြင်း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 ဘာမှကျွန်တော်မတွေ့ရသေးဘူးအဲ့တော့အဲ့ဓာဒီကျွန်တော်တို့ဟိုပါပေါ့ပြင်း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 မလုံးနိုင်သေးပဲနဲ့နော်ဘယ်အင်အားတွေနဲ့နော်ဘယ်လူတင်နေငါပြူဟာနဲ့ဘယ်လူကျွန်တော်တို့မဟာပြူဟာစုဖွဲ့မှုတွေနဲ့နော်ဘယ်အင်အားစုကကောင်းဆောင်ပြောတိုက်ပွဲဝင်ညာမှာလဲဆိုတာကိုကျွန်တော်တို့အနေနဲ့စောင့်ကြည့်နေတာအဲ့တော့ NUG ကတော့ထုံးစံတိုင်းကျွန်တော်တို့စစ်ကြောင်းအားလုံးနေပြီးတော့ကြည်တဲ့ကြဆိုတာ၃နှစ်ရှိနော်အခုလဲအထွေထွေထိုးစစ်ဆိုတာကျွန်တော်တို့သူအဓိကခေါင်းဆောင်နေတဲ့ကျွန်တော်တို့အဲပါသုံးလုံးအဖွဲ့ကြီးနော်နော်အဲ့ဒီဘက်ကနော်တိုင်းရင်တပ်ဖွဲ့ကြီးအင်အားတွေ400လောက်ရှိတယ်ဘာညာပြောပြမိမယ်ဘာဖြစ်လို့အညာမြေတဲမှာဒီနေ့အထိ စစ်ကောင်စီတပ်တွေကနော်ထိုးဝင်မှွေနှောက်ပြီးတော့ပြည်သူလူထုကိုနော်တပ်ဖြတ်နော်ပြည်သူလူထုကိုဟိုတဲခန်းနေဖြစ်ဖမ်းဆီးချုပ်နှောက်ဒီစစ်ကြောင်းတွေကိုတားဆီးတဲ့တပ်မရှိဘူးလားကျွန်တော်တို့ဒီအညာမှာမရှိဘူးလားအဲ့ဒါတွေခုခံတိုက်ခဲ့မယ်အင်အားမရှိဘူးလားတစ်ချက်တလေတွေ့ပါတယ်ဟောကျွန်တော်တို့ဝက်လက်ကနော်ကျွန်တော်တို့စစ်ကောင်စီစစ်ကြောင်းတွေ တိုက်ခိုက်တာနောက်ပြီးတော့မြင်းညာဘက်ကခုနလိုစုဖွဲ့ပြီးတော့တိုက်တယ်တိုက်ပွဲတွေ့ပါဒါပေမဲ့အညာဆိုတာရွှေဘုံနဲ့မြင်းညာတစ်ခုတည်းမဟုတ်ပါဘူးနော်ခရိုင်ပေါင်း40ကျော်ရှိပြီအဲ့တော့အဲ့ဒီမှာရှိနေတဲ့အင်အားတွေကဘယ်မှာစုဖွဲ့နေတာစစ်ကိုရှောင်တင်းနေတာစစ်မဟာဗျူဟာမရှိလို့မတိုက်ကြတာအဲ့တော့ ဆိုလိုတာကအထွေထွေထိုးစစ်ကြီးလောက်တော့မယ်ဆိုရဲနော်အဲကိစ္စကနော်အပြောလွယ်သလောက်လက်တွေ့မှာဘာရိတ်ရောင်မှာမတွေ့ရပါကျွန်တော်တို့အထွေထွေထိုးစစ်ဆင်းတော့မယ်လို့မော်စီတုံးကကြီးညာတဲ့အခါမှာရန်စီမြင့်ရဲ့ကျွန်တော်တို့မြောက်ဖက်ချမ်းမှာကျွန်တော်တို့ပြုတ်စစ်တာပြုတ်ပြည်သူလူမျိုးကြီးတက်မလို့အင်အားနှစ်တန်းလောက်စုစည်းမိနေ ဒါတကဘာလုံးဝသိနေအခုကျွန်တော်တို့ရဲ့နော်အင်အား400တိုင်ရင်400လှုပ်ရှားမှုဘယ်မှာလဲဘာတွေလုပ်နေကြတာကျွန်တော်တို့ကပြည်သူတွေကအဲ့ဒီမိခွန်းတွေထုတ်နေဖြစ်စေချင်ပါတယ်နော်ဒါပေမဲ့ကျွန်တော်တို့စမ်းမရှိဘဲနဲ့အစားကြည့်လို့တော့ရမှာနော်ရှိတဲ့စမ်းလေးကိုချွေတာစားဖို့အတွက်ကျွန်တော်တို့ကဘုံကြီးဌာနတွေကျင်းကျုံပြပါတို့ဘာနာရေးတွေ ဟိုစီးရီးအတွက်ဒီကသုံးပါလို့ပြောနေခဲ့ရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူလူထုယုံကြည်အောင်ပြပါလို့ကျွန်တော်ပြောချင်တာလုံးနိုင်ရင်တော့အကောင်းဆုံးမှာပဲဒါဒါပေမဲ့ကျွန်တော်ကတော့ခုနလိုနော်အာအမျိုးသားညညရေးတိုင်းရင်းသားတပ်ပေါင်းစုအစိုးရတရားအောက်ပါခုနလိုကော်မရှင်တွေဖွဲ့ပြီးတော့တိုက်ပွဲဝင်နိုင်မှຫນွေဟုတော်လန်ကြီးဟာ 2025မကုံဆုံးငယ်ဇလန်းပြတ်မယ်လို့ကျွန်တော်ကယူဆတဲ့အတွက်တင်ပြခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်